်ချက်မြန်လေးပွဲတင်နှစ်ပွဲကိုရွေးချယ်ပေးပါမှာနော်ဒါဆရာကြိုက်တပွဲနဲ့ကျွန်တော်ကြိုက်တပွဲပထမဆုံးအနေနဲ့ကျွန်တော်ချက်မြန်လေးတဲကတပွဲရွေးချယ်ခြင်းနာကတော့ဆရာကျွန်တော်ကတော့မိုနာကိုနဲ့မန်စီးတီးပွဲတင်ဒီရသည်မိုနာကိုနဲ့မန်စီးတီးပွဲတင်မှာဆိုရင်မန်စီးတီးကလက်ရှိမှာဝက်ပလက်20ပေးထားတယ်ကျွန်တော်မိုနာကိုပွဲတင်တော်တော်များများလေးကြည့်တယ်ပထမဆုံးတာထွက်ပွဲလေးတိတိတတ်တောင်မြင်ခဲ့ရတာမိုနာကိုရဲ့ကန်ဆယ်ပိုင်းအာကန်စပိုင်းပြကောင်းနေရဆိုးနေရလားဆိုတော့လည်းမဟုတ်ဘူးပြန်ဘူးပြဆရာတိုက်စစ်ပိုင်းကြတော့လည်း तू ကတော်တော်လေးအားမရဘူးကောင်းတယ် အာပြီးခဲ့တဲ့ match နဲ့ပွဲတွေမှာဆိုရင်ကျွန်တော်တို့ဒီ5-1ဆိုတဲ့အာ5-2ဆိုတဲ့ရလာမျိုးဖြစ်သွားတယ်ဆိုပေမဲ့သူကအဲ့ဒူရီကပထမပိုင်းမှာ1-1တပွဲလုံးတိုင်းကနေနဲ့ပြီးခဲ့နေတဲ့နေ့မှာတောက်လျှောက်ဂိုးသွင်းနိုင်ခဲ့တယ်ဖာလီဝင်လာတဲ့အချိန်မှာဖာလီကချက်ချင်းဆိုသလိုပဲဂိုးသွင်းနိုင်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်သူကရခဲ့တာကျန်တဲ့ပွဲတွေနေမှာဒီ မူနာကိုရဲ့လုံနိုင်စွာအကဘဲပြိုက်ပွဲမှာဆိုဂိုးပေးနေရတဲ့အနေထားကတွတ်တွေ့ရတယ်ဘလူးချက်နဲ့ပွဲစဉ်မှာဆိုတော့တိတိတတ်တာကိုမြင်ခဲ့ရတယ်တစ်ဖက်ကမန်စီးတီးကြားပြန်တော့ဒီလိုပွဲစဉ်မျိုးတွေမှာသူက19နိုင်ထိုက်တဲ့ပွဲစဉ်မျိုးမှာအနိုင်ယူနိုင်စွမ်းရှိတယ်ပထမဆုံးတာထွက်နာပိုလီနဲ့နိုင်ထားတယ်လက်ရှိမူနာကိုနဲ့ပွဲစဉ်မှာလည်းမန်စီးတီးအတွက်တိတ်ပြီးတော့ခက်ခဲမဲ့ပွဲစဉ်မျိုးတော့မဟုတ်ဘူးဒါပေမဲ့ဘာနီတိုဆေးဖာလို့ပါဆိုရင်တော့အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမဲ့ပွဲစဉ်မျိုးပေါ့နော်ဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာမန်စီးတီးကွာလီယူလာကွာလီယူလာမန်စီးတီးကအနည်းဆုံးတကူနဲ့နိုင်သွားဖို့မခက်ခဲတဲ့ ပွဲပင်မန်စီးတီးကိုပေးချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်ကတော့ဗျာနည်းနည်းစုံစားလိုက်မယ်ဘာကြောင့်လဲဆိုတော့လူတိုင်းအကြိုက်ကြမှာဘာကြောင့်လဲဆိုတော့စိတ်ငယ်လိုက်နဲ့နယူကာဆယ်ပွဲဟုတ်ကဲ့စိတ်ငယ်လိုက်နယူကာဆယ်စိတ်ငယ်လိုက်ကလည်းဒါ PSG ကိုအဝေးမှာမထင်မှတ်ဆရာ3 1နဲ့အနိုင်ရတာလေနယူကာဆယ်ကတော့စိတ်ကြီးမဲမှာဘာစီလိုနာကို1 2နဲ့ဟိုရှုံးထားပြီးမယ်နယူကာဆယ်ကအဲ့ပွဲမှာကြိတ်လိုက်တဲ့မှာဘာစီလိုနာကိုတော်တော်လေးတော့ရှင်ကြီးကစားနိုင်ခဲ့တာပြီးတော့ပြည်တွင်းလိမာသာနယူကာဆယ်ကနည်းနည်းပိုင်း ဟိုရုံးကန်နေရအနေထားဆိုပေမဲ့လို့ဥရောပမှာတော့သူ့ခြေစွန်းကတော့အရင်ဆိုးရတဲ့ထဲပါနေတာတော့မဟုတ်ဘူးပြောချင်တဲ့ဘောကခြေစွန်းပြတ်နေတဲ့ထဲတော့မပါဘူးဘာစီလိုနာရဲ့ပွဲကိုကြည့်ရင်သိတာအဲ့တော့အနေထားမှာနောက်တစ်ချက်ကဒီပွဲစဉ်က PSV ဟို PSV ကိုအဝေးခွင်းကနေမှ3-1နဲ့နိုင်ခဲ့တဲ့စိတ်ကြဲလွယ်ကိုနယူကာဆယ်ကအဝေးခွင်းကနေမှပြန်ပြီးတော့ level 90 level 90အထိပေးထားတဲ့မြန်မာဈေးတန်းဟိုအာရှဝင်ဟိုးမှာတော့ဒါ0.25နဲ့အဲ့တော့ယူကာဆယ်ရဲ့ဒီဥရောပပြိုင်ပွဲကော အဝေးခွင်ပြည်တွင်းပြိုင်ပွဲတွေရဲ့အဝေးခွင်နောက်ဆုံးတွေမှာအဲ0.25နဲ့ဝင်ယူတွေမှာညူကာဆီကအလွန်ဆုံးအနိုင်နဲ့တရီတော့ထွက်ခဲ့တဲ့ရတဲ့မျိုးလေးကိုကျွန်တော်မြင်ရတယ်အဲ့ဒီတွေးအနေထားရဲ့ဇယိုက်ရဲ့လက္ခဏာကြောင့်ရဲ့နောက်လက်တော်မှာအာရှချီအောင်နိုင်ချီအရပါညူကာဆီကဒါ1.825လောက်ဆိုတော့ဟိုဒါ53လောက်တော့ရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ပြား80လောက်ကိုတော့စွန်စားရမယ်သဘောရှိတယ်နော်အဲ့ဒါကြေးပြင်းသွားရင်တော့ပူတော်ရိုက်ချင်စရာရှိတယ်0.5ဝင်ရောအထိများဟိုကွဲနီးတဲ့အခါကျရင် ပိုပြီးတင်းမာလာလဲဆိုရင်တော့ကျွန်တော်အနေနဲ့တော့ Newcastle ကိုဒါစင်ဂယ်လာရဲ့အင်ရှင်ဖြစ်တဲ့စင်ဂယ်လာရဲ့ကွင်းကြီးမှာပဲ Newcastle ကိုတော့ကျွန်တော်ကစွန်စားခြင်းတယ်အဲ့တော့ကျွန်တော်တို့ဗိုလ်တပူးလေးညအတွက်ချန်ပီယံလိနှစ်ပွဲပြတ်မှတ်မှာဆရာရဲ့ဟာကျွန်တော်ကမန်စီးတီးရွေးချယ်ကျွန်တော်က Newcastle အဲ့တော့ဘော်ဒီကအပေါ်တပွဲအောက်တပွဲဖြစ်တဲ့အတွက်ကြောင့်ပြန်တယ်အချိုးမြန်ရပါမယ်ဗျာ